ရုပ်ရည်ကအထာကြပေမဲ့လက်ရင်းမလလို့စိတ်တက်ကြနေတဲ့ကျွန်တော်လိုလူတွေရှိကြလားဒီနေ့လိုအင်တာနက်ခေတ်ကြီးမှာတယောက်နဲ့တယောက်စာပို့တာစာရေးတာတွေအတွက်လက်ရည်ကအထူးကကြမနေဘူးဆိုတာတော့မှန်ပါတယ်ဒါပေမဲ့လက်ရည်နဲ့ကြကြနနရေးဖြေရမယ်စာမီးပွဲမှာတော့လက်ရည်လှတယ်မလဘူးကအရေးပါတဲ့တလောက်ပါဝင်နေပါတယ်ဥပမာအနေနဲ့ပြောရရင်တော့ကျောင်းသားလူငယ်တွေအနေနဲ့မြန်မာစာနဲ့အင်္ဂလိပ်စာလိုလမ်းခွေဘာသာရပ်တွေကိုရေးဖြေဖြေဆိုတဲ့အခါမှာအချက်လက်တွေမှန်ပေမဲ့လက်ရည်မသေးတတ်တာကြောင့်အမှတ်ရော့သွားတတ်ပါတယ် အမှတ်ချင်းတူရင်တော့မှလက်ရည်လက်သားကောက်ပြီးတော့တိတိသက်ဖြည့်တတ်တဲ့သူကဒီနေရာမှာတပန်းပါသွားလေးရှိပါတယ်။ဒီနေ့မှာတော့လက်ရည်မလာလို့စိတ်တက်ကြနေတဲ့သူတွေအထွတ်လက်ရည်လောက်အောင်အမြန်လေ့ကျင့်လို့ရမယ်နည်းစနစ်တွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်။အစင်းလေးဖြစ်တဲ့ဆိုရင်တော့ဗီဒီယိုလေးကိုစားလိုက်ကြရအောင်ပါ။အခုပြောပြပေးမယ့်နည်းစနစ်တွေကိုလေ့ကျင့်ဖို့အတွက်ဆိုရင်တော့အနည်းဆုံးရန်30ကိုအသုံးပြုရမှာဖြစ်ပြီးတော့တရက်ကို나이ဝက်လောက်ပုံမှန်လေ့ကျင့်ဖို့တော့လိုအပ်ပါတယ်။မလေ့ကျင့်ခင်မှာကိုယ့်ရဲ့လက်ရည်ကဘယ်လိုပုံစံနဲ့အခြေအနေဆိုးွားနေသလဲဆိုတာကိုတော့အရင်ဆုံးသုံးသပ်ဖို့လိုပါတယ်။ကိုယ့်ရဲ့မှတ်စုစာအုပ်ကိုဖွင့်ဖတ်လိုက်ပြီးဆိုတာနဲ့ အရင်ဆုံးကိုရေးထားတဲ့စကားလုံးတွေရဲ့ပုံစံအနေထားကိုကြည့်ရမှာဖြစ်ပါတယ်။စာလုံးတွေကအောင်မြင်တဲ့ကန်နေတာလား၊ဒါမှမဟုတ်အပေါ်ကိုရောက်လွန်နေတာလား၊စလုံးဆိုင်ကကြီးနေတာလား၊သိနေတာလားဆိုတာကိုမြင်အောင်ကြည့်ရပါမယ်။စာလုံးတွေတစ်လုံးနဲ့တစ်လုံးကြားမှာစိတ်လွန်နေတာလား၊ကျဲလွန်နေတာလား၊ရိုင်းနေတာလားဆိုတာတွေကိုပါကြည့်ပြီးတော့မှဘယ်လိုပြပြင်ရမလဲဆိုတာကိုသိမှာဖြစ်ပါတယ်။အဲ့ဒါတွေပြီးသွားရင်တော့လေးလာဖို့စတင်လေ့ကျင့်လို့ရပါပြီ။မလေ့ကျင့်ခင်မှာကိုယ့်ရဲ့စာရေးကုန်နားကနေရာမှာဖြစ်ဖြစ်ပုံပြပုံမှာဖြစ်ဖြစ်စကားလုံးတစ်လုံးကိုရေးပြီးတော့ကတ်ထားပါ လရေးလာလက်ချက်တဲ့နေ့ကနေစပြီးတော့စကလုံးတွေကိုရေးပြီးမနေ့ကထက်ဒီနေ့ဘလို့တိုးတက်လာတာလဲဆိုတာကိုနှိုင်းရှင်ကြည့်ရမှာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ကြောင်မြင်းပေါ်မှာအခုပြထားသလိုရေးဆွဲပါဒါကိုတော့ဒရေးဆွဲရလို့ခေါ်ပါတယ်။ဗီဒီယိုထဲမှာပြထားတဲ့ပတံလေးတွေအတိုင်းဒရေးဆွဲပြီးသွားပြီဆိုရင်တော့ ABC အခရာတွေကိုအဲ့ဒီပတံလေးတွေရဲ့ဥတီကျအတိုင်းထည့်ပါမယ်။ဒီလိုလေ့ကျင့်တဲ့အခါမှာတကြောင်မြင်းဒါမှမဟုတ်ရင်တော့လေကြောင်မြင်းစာအုပ်တွေကိုပဲအသုံးပြုပြီးတော့လေ့ကျင့်ရပါမယ်။စာရွက်ပြောင်းပေါ်မှာလေ့ကျင့်တာမျိုးတွေကိုတော့မလုပ်သင့်ပါဘူး။ ။နောက်တစ်ခုအနေနဲ့ကတော့ကို့အထွတ်တင့်တော်တဲ့ဘောပင်ကိုအသုံးပြုပြီးတော့လင်းကျင်ရမယ်ဆိုတာပါပဲ။ပန်တွေကိုရွေးချယ်တဲ့အခါမှာဘောပန်၊ဂျယ်ပန်၊ပိုင်လိုပန်အစရှိတဲ့အထက်ကပေါ်ပါပြီးတော့ရေးလို့ကောင်းတဲ့ဘောပန်ကိုသာရွေးချယ်ဖို့အတွက်အကြံပေးချင်ပါတယ်။အိုင်နော်မှာတော့စတင်လေ့ကျင့်လို့ရပါပြီ။ဘလို့လေ့ကျင့်ရမလဲဆိုတော့ပထမအပတ်မှာအင်္ဂလိပ်အခရာတွေရဲ့အကြီးစလုံးအသေးစလုံးတွေကိုအကျဉ်းရင်းများစွာရေးပြီးတော့လေ့ကျင့်ရပါမယ်။အချိန်မြန်ဖို့ကိုအာယုံမဆိုင်ဘဲအရေးအစွဲမှန်ပြီးတော့ ကိုလိုဂျင်ရဲ့ flow ပုံစံအတိုင်းတိတိကျကျဘောင်းဝင်အောင်ရေးနိုင်ဖို့အတွက်သာအာယုံဆက်ရမှာဖြစ်ပါတယ်။ဒုတိယဘက်မှာတော့စကားစုတွေကိုရေးပြီးတော့လေ့ကျင့်ရမှာဖြစ်ပါတယ်။တတိယဘက်ထဲကိုရောက်တဲ့အခါမှာတော့စာပိုက်တူတွေကိုစတင်ရေးရမှာဖြစ်ပြီးတော့စကားစုအထားအသို့စာလုံးတစ်လုံးနဲ့တစ်လုံးချားကအကွာအဝေးတွေကိုမှန်ကန်အောင်ချိန်ညှိသွားရမှာလည်းဖြစ်ပါတယ်။နောက်ဆုံးသတင်းဘက်မှာတော့စာပိုက်အရှိတွေကိုလက်ရေးအချိန်စာမှန်မှန်နဲ့အမြန်ရေးတက်အောင်လေ့ကျင့်ရမှာဖြစ်ပါတယ်။ ဒီလိုနီလန်းတွေအတိုင်တနည်းကိုမိနစ်20 30လောက်အသုံးပြုပြီးတော့လေ့ကျင့်ပေးသွားမယ်ဆိုရင်ရုပ်လဲချောလက်ရေးလဲလှတဲ့ hyper ကြီးတယောက်ဖြစ်သွားမှာအသေးချာပါပဲကျွန်တော်ရဲ့ channel ထဲမှာဒီလိုမျိုးလက်ရေးလှဖို့လေ့ကျင့်ရမယ်နီလန်းတွေအကြောင်းကိုလည်းအရင်ကဗီဒီယိုတွေလုံထားပို့ပါသေးတယ်အခုမှစပြီးတော့လေ့ကျင့်မဲ့သူတွေအနေနဲ့လည်းအရင်ကတင်ဆက်ခဲ့တဲ့နီလန်းတွေကိုပါတပါးလေးလေ့ကျင့်သွားဖို့အကြံပေးခြင်းပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာဖြစ်ထွန်းနေဆိုရင်တော့ကျွန်တော်ရဲ့နေလေး channel လေးကိုလည်း like and subscribe လေးလုံသွားပြီးခင်လို့ရပါတယ်အားလုံးပဲပညာပြည့်ဝနှလုံးလာတဲ့အကြောင်းသားလူငယ်များဖြစ်နိုင်ကြပါစေ